အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Fat Boy Live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ကျွန်တော်ဒီညကပြီးတော့အဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗောနော။အဲ့တော့ဒါကျွန်တော်ဒီနေ့မှာတော့ဒါကျွန်တော် အခုလက်ရှိမှာ hot ဖြစ်နေတဲ့ debate တခုကိုကျွန်တော်ရဲ့အမြင်နဲ့ကျွန်တော်ဒါနည်းနည်းလေးကျွန်တော်အမြင်ပြောချင်တယ်။ဒါဘဒုကူမိုင်းဒါကျွန်တော်တကယ်တိုက်ခိုက်လူချင်းစိတ်လည်းမရှိဘူး။ဘဒုကူမိုင်းဒါကျွန်တော်အနေနဲ့ဒါစောင်းမြောင်းပြီးပြောဆိုတာလည်းမဟုတ်အဖြေကရှင်းရှင်းလေ။အဲ့တော့ဒါလက်ရှိမှာဒါကျွန်တော်တို့အေးပေါ့ဟိုဒါကျွန်တော်တို့ဒါစပါတင်းနဲ့လည်းမဆိုင်ပါဘူး။လက်ရှိမှာဒါ Chelsea နဲ့ Arsenal ပြိသက်တွေဖြစ်နေတဲ့ကိစ္စတခုကိုပြောချင်တယ်။ကျွန်တော်ကတော့ကြားဝင်ပေါ့နော်။ကိုရီးသင်းအမှန်တမ်းပြောမှဆိုဒီနှစ်သင်းနဲ့ရှင်မယ်ဆိုဒါအင်္ဂလန်မှာအသင်း ကတော်တော်လေးကိုဒါကျွန်တော်ပြန်စဉ်းစားကြည့်မယ်အောင်မြင်မှုရတော်တော်လေးကိုသေးပါတယ်ဒီဘက်ကဒါကျွန်တော်တို့အရင်တုန်းကအောင်မြင်မှုအနည်းငယ်ရရှိထားတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့အသင်းကြီးတွေတသင်းဖြစ်နေခဲ့ပြီဒီကနေ့ပြန်စဉ်းစားကြည့်မယ်ဆိုရင်အာဆင်ရဲ့ဒါကျွန်တော်တို့ Chelsea အသင်းနဲ့ပြန်ရှင်ကြည့်မယ်ကျွန်တော်အနေနဲ့အများကြီးဒါကျွန်တော်တို့အခြေအနေတွေကတရံကွာတဲ့အသင်းတွေဖြစ်တယ်ဘောနော်ဒါကျွန်တော်တို့ Chelsea ဆိုတဲ့ဥရောပမှာဒါကတကယ်နဲ့ပြန်ကြည့်မယ်ဆိုဒါဖလားဆုံးတင်ထားတယ်ဘယ်သူမှမလုပ်နိုင်တဲ့ဥစ္စာကိုလုပ်ထားတယ်လက်ရှိမှာဒါကျွန်တော်တို့တစ်ဖက်မှာဒါကျွန်တော်တို့ Arsenal အသင်းအနေနဲ့ အတိအကျအတိုင်းပဲဒါကျွန်တော်ပြည်တွင်းမော်ဒယ်သူတို့ရဲ့အောင်မြင်မှုကတော်တော်လေးဒါအလီလီရှိခဲ့တော့ဒါအဓိက debate ပေါ့နော်ဒါကျွန်တော်ဆွေးနွေးစရာတစ်ခုကဘာလဲဆိုတော့ဒါဟုတ်နာပေါ့လို့ပဲ supply တွေနဲ့ဒါတော့ focus ဒါ chess အဓိက chess ပြည်သက်တွေနဲ့ဒါကျွန်တော် arsenal ပြည်သက်တွေညှိကြတာပေါ့နော်ဒါ chelsea ပြည်သက်တွေကြတာ supply အောင်မြင်မှုကဒါတကယ် feeling ညဆော်ဝဲမိုက်တယ်ပေါ့နော်တစ်ဖက်ကကြာကျွန်တော်ဒါဟိုငွေကြေးဒါအောင်မြင်မှုရပြန်ကြည့်မယ်အသင်ကငါတို့အသင်ကပူတာတယ်မင်းတို့အသင်ကပူတာတယ်ဆိုတဲ့ debate တွေခုဒါကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ personal တစ်ခုမှကျွန်တော်ပြောပြမယ် ကျွန်တော်တို့ကခုနကျွန်တော်ဒါမမဲ့ရာဒါကျွန်တော်တို့ချန်ပီယံယူရိုပါလိဖိုင်နယ်မရောက်ခဲ့ကိုတက်ဆိုးကျွန်တော်မေးခဲ့ဘူးတဲ့ဥစ္စာရှိတယ်။ခမရအသင်းကဒါကျွန်တော်ကျွန်တော်တင်တော်တန်ဟော့စပါတင်တဲ့ဘက်ဒ်ဆီဇန်တစ်ခုလို့တတ်မှတ်ရကျွန်တော်တို့က best season ပဲ။ကျွန်တော်ခုနပြောသူချက်စီတို့ဒါကျွန်တော်အာဆင်နယ်နဲ့ကျွန်တော်နဲ့တူချင်မှတူလိမ့်မယ်။ကျွန်တော်အနေနဲ့ကျွန်တော်တို့အသင်းကဗျာဒါကျွန်တော်မူရီရှာပူချက်တီတို့ခဲ့မှာဒါကျွန်တော်အနေနဲ့ချန်ပီယံလိဂ်စီးဖိုင်နယ်ကို finalist ဖြစ်ခဲ့တဲ့ ဒါကဘုနာပေါ်တဲ့တကယ်ကိုလမ်းပြန်ထွက်တဲ့သူတွေဖြစ်ခဲ့တကယ်ကိုကြည့်လို့ကြည့်လို့ကောင်းခင်ဗျအကောင်းဆုံးဆိုတဲ့ကစားသမားတွေအများကြီးရှိခဲ့တယ်မှာပါတယ်ဒါကြည့်မယ်ဆိုအဆင့်1 2 4ဆိုတဲ့တာကြောင့်ကြည်လက်ကြည့်စရာမလိုတော့ဝင်ခဲ့တဲ့သူတွေဆိုတာလုံးဝငင်းစရာမလိုဆိုတာအကုန်လုံးသိလိမ့်မယ်ဒါပေမဲ့ကျွန်တော်မေးကြည့်ပါဒါကဘုနာပေါ်အဲ့ဒီဥစားရင်နဲ့ခင်ဗျကျွန်တော်အခုလက်ရှိဖလားရတဲ့ feeling နဲ့လင်းတော့ကျွန်တော်နေဖလားရတဲ့ feeling ကိုကျွန်တော်ဘာနဲ့မှမလဲနိုင်ဘူးမီးမွန်တော့ကျွန်တော်ချိုးရကျွန်တော်ညမင်းကအခုမှဖလားရဘူးတဲ့ကျွန်တော်ပုံမှန်ဟုတ်တယ်ဒါကျွန်တော်ပြောခဲ့အမြင်နဲ့ခဏခဏပြောခဲ့တဲ့လူပဲကျွန်တော်ဒါဖလားရဘူးတဲ့ feeling ကိုအခုမှဒါကျွန်တော်တို့ ပထမအဦးဆုံးကြီးကျွန်တော်เนี่ยတည်တည်ချာချာခန်းစားမှုတဲ့အရာတစ်ခုဖြစ်တယ်။ဒါကျွန်တော်ဘောမှာတည်တည်ချာချာပြန်ကြည့်မယ်ဆိုတာကျွန်တော် major trophy တစ်ခုလို့လည်းပြောလို့ရတဲ့ဖလားတစ်ခုကျွန်တော်အနေနဲ့ခန်းစားကြည့်တယ်။အခုချိန်ကြီးဒါကျွန်တော် Twitter မှာဒါကျွန်တော်တို့ဖလားအဲ့ညကအခုလက်ရှိမှာဒီ total ရပြန်တော့ဆယ်ရက်တတိရှိသွားပြီ။ဆယ်ရက်တတိရှိသွားချိန်မှာအခုချိန်ကြီးဖလားပုံမြင်တိုင်းပြုံးပြီအခုချိန်ကြီးဒါကျွန်တော်တို့ဟီးဟီးလုံနေတဲ့ချက်။အဲ့တော့ကျွန်တော်တို့ကပြည်သက်တယောက်အနေနဲ့ အသင်းကသူ့ဘာသူစူဂျင်းကိုဘလိုက်ရကျွန်တော်ဆောက်ကူမဆိုင်ဘူးအခုတဖြစ်စပါလို့အသင်းမျိုးဒါခမရတို့ကျွန်တော်အရှင်းဆုံးနဲ့ပွင့်လို့ပဲအသင်းကမှကျွန်တော်တိုက်ခတ်လို့ခြင်းမူကျွန်တော်အသင်းရူးမှာလက်ရှိမှာတော်တော်ဟော့စပါချန်ပီယံလိဝင်လို့ပေါင်တန်းကိုယာနေချီရတယ်အခုလက်ရှိမှာလာမယ့်ညရာဒီမှာငွေတော့ ခမရစပါတင်းကိုအားပေးဘူးတဲ့လူတယောက်နဲ့ခမရသိလိမ့်မယ်ဒီပတ်စံနေရာလေးပဲရှိမနေဘူးစပါတင်းနဲ့ချန်ပီယံလေးအခုမှဝင်ခဲ့တာမဟုတ်အလီလီအရင်တော့ကဝင်ခဲ့ကျွန်တော်တို့ရဲ့အကောင်းဆုံးကစားသမားကအန်တွန်ဘီလီဆိုတဲ့ကစားသမားမျိုးဝယ်ယူပေးခဲ့တာဖြစ်တယ်ဒါမနစ်ကကျွန်တော်တို့ယူရိုပါလိကြတဲ့အချိန်မှာတော့ဒေါမနစ်ဆော်လန်ကီဆိုတဲ့ကစားသမားစံချိန်ပြီးပြောင်းရွှေ့ခြင်းနဲ့ရောက်လာခဲ့ဆိုတော့မမေ့ဘူးအရေးကြီးအဲ့တော့ကျွန်တော်တို့ကအသင်းသသင်းနဲ့ဒါဒန်နီယယ်လေဗာအိတ်ထဲကိုပတ်စံရအောင်ကျွန်တော်နေနဲ့ပြောအောင်ကျွန်တော်နေနဲ့ဆောက်ကီးမဆိုင်ဘူးဒါဘုံမလင်ခမရတို့ဒါအရင်အရင်ဆုံးပြောမယ်ဗျာကျွန်တော်တောက်ကီးယူကိုမဆိုင်ဘူးအတီးအသင်းတော်တောင်ဟော့စပါတင်းကဒီနေ့မှာဒါရှင်းနံဘလောက်ရလဲ price money ဘလောက်ကျွန်တော်နေနဲ့ ဂိမ်းဆက်လာမှာကျွန်တော်လည်းလုံးဝဂိမ်းမဆက်ဘူး I don't freaking care ဘာလို့အချိန်တန်ခွနာပေါ်ဆိုကိုကိုပျော်ရွှင်မှုပေးတဲ့ຢာကိုပဲကျွန်တော်တကူကောင်းခမရကျွန်တော်တကူကောင်းစံတကမှာကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့ these feeling မျိုးအမြင့်တစေရနေတဲ့လူတယောက်မှုတော့ကျွန်တော်ဒီ feeling ကိုကျွန်တော်ရမ်းမတယ် ကျွန်တော်ခဏခဏကျွန်တော်ပြောပြတာရှိပါကျွန်တော်ဘဝမှာကျွန်တော်မှာအပူပင်အဲ့လောက်ကြီးမရှိကျွန်တော်ဘဝကကျွန်တော်တော့ကတော်တော်လေး easy ဖြစ်တယ်ကျွန်တော်ဘဝမှာကျွန်တော်ကခရက်တီဆိုတာအဲ့လောက်ကြီးမရှိကျွန်တော်အဖေမေဆိုရဲကျွန်တော်ဒါ healthy ဖြစ်တယ်အဖေမေကိုလည်းကျွန်တော်ခုချိန်မှာကောင်းကောင်းဆော့ရှောင်းနိုင်တဲ့မူးမဲ့မှာရှိတယ်ကျွန်တော်ကောင်မလေးဆိုကျွန်တော်နေတာပြဿနာအရင်ဖြစ်တဲ့ကိစ္စတွေမှာမရှိကျွန်တော်နေတဲ့ကွနာပေါ်သူပဲ AC ပဲအဲ့တော့ပြောချင်တာကျွန်တော်ဘဝထဲမှာကျွန်တော်တက်ကတာ feeling ကအမြင်နဲ့ပျော်ရွှင်မှု feeling တွေရှိတယ်ဒါကျွန်တော်အခြေကြီးပဲကြီးမလားမိဘကြီးပဲကြီးမလားဒါကွနာပေါ်ကျွန်တော်အနေနဲ့ကျွန်တော်ဘဝမှာငငယ်ရွယ်နဲ့ကျွန်တော်အိမ်မက်တွေ comfort ပေါ်နိုင်ခဲ့တယ်ကျွန်တော်ကြိုက်တဲ့ကစားသမားကျွန်တော်သိချစ်တဲ့ကစားသမားကျွန်တော်တွေ့ပိုင်ခွင့်ရခဲ့တယ်ကျွန်တော်သိချစ်တဲ့ကစားသမားကျွန်တော်မတွေ့ဘူးဒ အာကျွန်တော်လေးပေါ့အနီးကမတွေ့ဘူးဒါဆိုလို့ခါတဲ့ဘေးနဲ့ဒါမက်ဆီပဲရှိမှာမက်ဆီကတော့ကျွန်တော်ကကစားတာတွေ့ဘူးခါတဲ့ဘူးတော့ကစားတာကျွန်တော်မတွေ့နိုင်ဖဲ့ဘူးပေါ့နော်ဒါကျွန်တော် personal ရတယ်ကျွန်တော်ပြောမယ်ဆိုတော့ကံမဲဆိုတာလားမသိကျွန်တော်ဒါတကယ်တမ်းပတ်ကြည့်တဲ့ချိန်တကယ်တမ်းသူ့ကိုကြည့်မယ်လို့လုပ်တဲ့ချိန်မှာသူစပောက်ပြောတဲ့ချိန်မှာကိုဗစ်တော့ကျွန်တော်မကြည့်လဲအဲ့တော့ကားတဲ့ဘေးကိုကျွန်တော်ကျွန်တော်မတွေ့အဲ့တော့ဒါပန်တစ်တယောက်နေနေပြန်တွေ့တဲ့ချိန်မှာဆိုတော့အများကြီးကောင်းပြီလို့မြင်နေတာကျွန်တော်ဘွားရဲ့အမှတ်တိုင်တခုအဲ့တော့ထားပါဦးနော်ကျွန်တော်ဘွားမှာခင်ဗျာရှိသမျှဥစ္စာရဲ့အကုန်လုံးကျွန်တော်ခင်ဗျားပြောကြည့်ဟိုလူတယောက်ယောက်ျားတစ်ယောက်လိုချင်တဲ့ဥစ္စာကျွန်တော်ဘွားမှာကျွန်တော် အခုပုံမှန်လည်းကျွန်တော်ဒါကြိုက်တဲ့ပစ္စည်းလေးကျွန်တော်ဝယ်နေတယ်တကယ်ကိုဈေးကြီးတဲ့ပစ္စည်းဆိုအရေးကြပုံစံမျိုးကျွန်တော်နေနေဝယ်နေအခုလက်ရှိမှာကျွန်တော်မှကိုပိုင်ကိုကတော့ကိုအာကိုအဆင်ပြေတဲ့အိမ်လေးတစ်လုံးရှိတယ်အခုလက်ရှိမှာကျွန်တော်ပြောင်းအိမ်အောင်ပြောင်းပြီပေါ့နော်ဒါသိရဆိုအခုလက်ရှိမှာဒါကျွန်တော်ဒီနောက်ခံတဲ့ဒါရိုက်တဲ့ဗီဒီယိုကျွန်တော်မနိုင်ပြောကျွန်တော်တန်ရုံးစင်ကြီးရဲ့လူပြောဖြစ်တယ်အဲ့တော့အခုလက်ရှိမှာဒါကျွန်တော်ပြောချင်တာ အိမ်တော့ကျွန်တော်နေနေဝမ်းနေတယ်ဘုနော်ဒါပေမဲ့ဒီလိုမျိုးဗီဒီယိုပြင်ရကြဆိုတာကျွန်တော်တို့ကခုနကပြောလို့ကျွန်တော်အပြောင်းလဲတယ်ခုနကပြောမှာရေစားဒါပေမဲ့အဲ့ဒီပြောင်းလဲကကျွန်တော်တို့ positive ပြောင်းလဲမှုတွေဖြစ်တာဒါပေမဲ့ကျွန်တော်ပြောခဲ့သလိုကျွန်တော်ဘုကမှာကျွန်တော်အကုန်နဲ့ပတ်သက်ကျွန်တော်မြင်တဲ့ကံကောင်းတယ်မိဘအခြေကြီးကျွန်တော်ဒါခုနကပြောလို့ပဲဒါဘွားဟိုကရီယာအကုန်လုံးကျွန်တော်တို့က positive sign နဲ့ခုနကပြောကျွန်တော်တို့ဘာလို့လို့ကျွန်တော်အဆင်ပြေတဲ့ movement မှာကျွန်တော်မြင်နေရှိကျွန်တော်တို့က blessing ဒါပေမဲ့ဘောလုံးသင်းတဲ့ပတ်သက်လာကျွန်တော်အမြင်နဲ့သူများသင်တဲ့သူများနဲ့စကားပြောရင်ကျွန်တော်ကောင်းတလုံးငုံနေဒါကျွန်တော်တမန်နဲ့ပြောဒါလည်းကျွန်တော်သိပြီးပြီဆိုတော့ကိုရွေးချယ်မှုကြောင့်ကျွန်တော်ကျွန်တော်ကျွန်တော်ဘယ်တော့မှနောင်နာမရရတယ်မှာပါတယ်ခုနကပြော တဲ့ဟာကျွန်တော်ကျွန်တော်ဗီဒီယိုကြည့်လိုက်ပါအခုမှဒါဟာဒီကောင်ဖလားဖလားမရကျွန်တော်အသိကျွန်တော်ဘယ်တော့မှတော့မရအောင်ကျွန်တော်ဒါငယ်လေးကကျွန်တော်အသိပြောင်းခိုင်းတာမှလူတွေမှမနေဘူးကျွန်တော်ဘယ်တော့မှမပြောင်းဒါပေမဲ့ခုနကပြောတယ်အမှန်တမ်းပြောမှဒီ feeling တခုကျွန်တော်ခံစားကြည့်ဘာလို့လဲသူများတွေဗျာဒါဟာခုနကအဆိုးရွားဆုံးအခြေအနေမှာဒီလို feeling မျိုးသူတို့ခံစားဥပမာလက်ရှိမှာ United ဆိုအာသူတို့ပါသူတို့ဘယ်လောက်ဆိုးရွားဆိုးရွား FA ဖလားရတာကာရာဘောကျွန်တော်အနေနဲ့ FA ဖလားကာရာဘောမင်းနဲ့ဒါကျွန်တော် တိုင်ပတ်နေတဲ့ movement မှာကျွန်တော်အနေနဲ့ငါသင်ဖလားရရင်အဲ့ feeling ကိုကျွန်တော်မမြင်ဘူးမခံစားဘူးအဲ့တော့ခမကျွန်တော်ပြောကြည့်ကျွန်တော်အရင်ကျွန်တော်ဒါအမှန်တမ်းပြောမှာလို့ကျွန်တော်အနေနဲ့ကျွန်တော်ခုနကသူများဖလားရတဲ့ movement တွေကျွန်တော်ကြည့်ဘူးတဲ့လက်ရှိမှာကျွန်တော်တို့ Chelsea အသင်းဒါကျွန်တော်တို့အာ အဲ့ချက်စီးတဲ့မို့အာလီဗာပူးတင်ကျွန်တော်ကာဘောက်ရောက်တဲ့ကျွန်တော်မြင်ခဲ့ဘူးတယ်ဒါကျွန်တော်ချမ်ပီယံလိဖိုင်နယ်နှစ်ခေါက်ကြည့်ဘူးတယ်ကမ္ဘာဖလားမှာကျွန်တော်ကြည့်ခဲ့ဘူးတယ်အဲ့တော့ဖလားလစ်တဲ့မူးမန့်နေကျွန်တော်ကြည့်ခဲ့တဲ့အချိန်မှာဒီယူရဲ့ပျော်ရွှင်မှုကျွန်တော်အတိုင်းထက်ကျွန်တော်ခုနကပြောကျွန်တော်ခုနကပြောကျွန်တော်တို့လီယိုနယ်မက်ဆီကမ္ဘာဖလားမတဲ့အချိန်မှာကျွန်တော်တို့အတိုင်းထက်လုပ်ဖြစ်တဲ့အချိန်မှာကျွန်တော်အသိသာကျွန်တော်ဘလောက်အခုချိန်ဒီခုနကပြောအဲ့ဒီဖီလီယာဝုန်းနေတာကျွန်တော်အဲ့ဒီဒရင်ကမူးနေမှာအရန်ကြီးဝုန်းနေပျော်သွားမှာဖြီးပေးချင်းပျော်တယ်ပြောအဲ့ပျော်ခင်ဗျာခုနကပြောလို့ဟာကျွန်တော်ရဲ့ထရန်ဖာမားကတ်မှာကျွန်တော်တန်းနေကျွန်တော်အမှန်တမ်းပြောကျွန်တော်ဒါကြီးကိုကျွန်တော်ဂယုမဆိုင်ဘူးခင်ဗျာ ဒါတကယ်ဘုရားစုကျွန်တော်လုံးဝဂယုမဆိုင်တဲ့နေရာမှာပါတယ်ဗောနော် sorry ပါဘာဖြစ်သွားလဲမသိဘူးအဲ့တော့ကျွန်တော်အတွက်ကလည်းလုံးဝဂယုမဆိုင်တဲ့နေရာမှာပါတယ်အဲ့တော့ personally ကျွန်တော်မေးတယ်ခင်ဗျာဟာအဲ့မှာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ moment ကျွန်တော်မေးတယ်ဆိုရင်အာကျွန်တော်တော့ဖြည်းဖြည်းလေးကျွန်တော်တို့ကစူဖလိုက်နေကျွန်တော်ဘာနဲ့မှမလဲနဲ့ဒါအမှန်တိုင်းပြောတာဒါအောင်ကျွန်တော်ပထမဆုံးတစ်ခေါက်ရဘူးလားနော်ဒါပထမဆုံးတစ်ခေါက်ရဘူးတဲ့ကောင်စီရဲ့စကားထွက်တာဒါခင်ဗျာကျွန်တော်ကျွန်တော်အတကူလက်ရှိမှာတော်တော်ဟော့စပယ်တန်းနေရတာမကောက်တန်း300ပဲလေကျွန်တော်တောက်ကယူမဆိုင်ဘူး ခမရကနော်သူကဘာလို့ကိုယ်အတင်းကြောင့်လဲကိုယ်တီးတာပိုင်ပါဘောနော်မိဘောနော်ကိုရီအာဆနယ်ပြိတက်တွေဒါကျွန်တော်ချက်စီပြိတက်တွေအနေနဲ့ဖြစ်ရင်ဖြစ်ဖြစ်ကြောင်းဖြစ်ရင်ဒါ feeling ကကျွန်တော်တမျိုးတစ်ပုံကွဲပြားရင်ကွဲပြားနိုင်တယ်ကျွန်တော်တို့ကဖလားရတဲ့ ဟိုခန်းစားချက်ကတကယ်တမ်းဟာတယ်မှာငါတို့အတင်းကတက်မှာခင်ဗျကျွန်တော်တော့ top 4နှစ်တိုင်းဝင်ခဲ့တယ်မို့ပိုချက်တီနိုခင်ဗျာ top 4မပြောနဲ့အဆင့်2ရခဲ့ဘူးရအဆင့်3ရခဲ့အဆင့်3ကိုဘယ်နဲ့နှစ်ကျင်ရခဲ့ဘူးတဲ့ moment တွေရှိတယ်။အာကျွန်တော်တို့ဘာဘာရလဲဘာမှမရဘူးဟုတ်တယ်မဘာမှမရဘူးဒီအတင်းကရတဲ့ငွေကြေးကိုကျွန်တော်တို့သုံးရတာပိုပိုဆိုးတာစပါးတို့အတင်းကိုဒီလိုငွေကြေးပေးခင်ဗျကျွန်တော်တို့အကောင်းဆုံးခေါ်ယူမှုကအဲ့ဒီငွေကြေးခင်မှာမှာ anton pd ရှိအကောင်းဆုံးအချိန်မှာကျွန်တော်တော်တန် horse ပါတဲ့လူမဝယ်ပေးခဲ့ဘူး ခင်ဗျကျွန်တော်ကျွန်တော်တို့ပြောမှာကျွန်တော်တို့ဟာဒီစုကျွန်တော်တို့အသင်းတွေရဲ့စုချင်းငွေကျွန်တော်တို့ဘာမှအတိတ်မှာမရှိနေဘူးပေါ့သိလားစပါပရိသတ်မလို့ဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော်တို့အဲ့အသင်းစုချင်းငွေတွေဘာနံပါတ်ကျွန်တော်တို့ဘာမှ game ဆိုင်ဘူးကျွန်တော်တို့ကဟုတ်နာပေါ့ဆိုကျွန်တော်ပေါ်မှာဒါပထမဦးရပူတဲ့ profit ကျွန်တော်တိတ်ကြိုက်တယ်ဒါမျိုးကျွန်တော်ထက်ခံစားခြင်းလေ top 4မကအခုလက်ရှိမှာနောက်ဆုံးပြတန်းဆင်းသွား championship ရတဲ့ profit လေကျွန်တော်ခံစားခြင်းခံစားအောင်ပါပဲသိလားကျွန်တော်ပြောတာအော်အခုလက်ရှိမှာကျွန်တော်ဟာမင်းအသင်းအဆက်18ရယူရိုတိုက်တယ်လို့ပြောကျွန်တော် game ဆိုင်ကျွန်တော်နေကျွန်တော်အသင်းကျွန်တော်ယူရိုပါလီယာကျွန်တော်ကျင်းတတ်တယ်ဒါပဲ ်ချန်ပီယံလိဝင်လေကျွန်တော်ကျွန်တော်ခုနကပြောချန်ပီယံလိဝင်တော့ကီမဆိုင်ဖုံမလင်ပြောရမယ်လာမယ့်နှစ်မှာချန်ပီယံလိမရပရီးမီယံလိမရကာရာဘောင်း FA flyer ကျွန်တော်ထပ်လို့ရတယ်အဆစ်၁၆နေရာလေးကာရာဘောင်းဒါမှမဟုတ် FA flyer နှလုံးတစ်လုံးထပ်ယူပြီးကျွန်တော်ကြည်နေတယ်ဒီလည်းကျွန်တော်ပြောဟာကျွန်တော်ရောင်ရဲတင့်နေတယ်ခေါ်လာခေါ်လာကျွန်တော်မသိဒါပေမဲ့ခင်ဗျားတို့အတွက်ခုနပြောဆိုပဲဟူ if somebody trashes somebody is treasure ဘောနော်ဒါခုနပြောဆိုပဲတချို့လူတွေအတွက်ဒါအမိုက်ဖြစ်ပြီကျွန်တော်တို့လူတို့အတွက်ကဒီလိုမျိုးဒါအမိုက်ကကျွန်တော်တို့ရွှေဖြစ်သွားနိုင်တယ်အခုနပြောဆိုပဲဟာဒီဖလာကွာငါတို့မယူရဲရဆိုတာ မယူနဲ့ရတယ်ကျွန်တော်ယူမယ်ဟုတ်တယ်မဟုတ်လားကျွန်တော်ကအော်အဲ့တော့ကျွန်တော်အနေနဲ့ခုနကအဲ့ဒါကြီးကျွန်တော်အသေးအောင်မြင်မှုဘာညာငွေကြေးကျွန်တော်ရတာမှမဟုတ်တာကျွန်တော်ရတဲ့အောင်မြင်မှုခံစားချက်ကဘာလဲဖလားရရတဲ့အောင်မြင်မှုခံစားချက်ပဲဒါပဲကျွန်တော်အဲ့ဒါပဲလူချင်းနဲ့နောက်တစ်ခါထပ်ပြီးမေးမယ်ဆိုကျွန်တော်လည်း assessment လုပ်ဦးမှာ if we can do it again i will do it again willfully ကျွန်တော်ပြောတာရှင်းရှင်းလေး ဒါတော့ပဲတော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV Voice တို့မှာကျင်းလူစံပေါအောင်ကုန်ကြလို့ရပါတယ်။အများကြီးကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာအမြင်နိုင်ဖြစ်ပါတယ်။အားလုံးမကြွတူမှာတဲ့ကောင်းမွန်တော်နေ့နေ့ဖြစ်ပါစေ။ဆုမောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြရပါဘို့။ TV Voice ဗျာအားလုံးမကြွတူပါတယ်။